ဆက်လက်၍အစီအစဉ်900ဖွင့်မတ်စကားပြောကြားခြင်းအစီအစဉ်ဖြစ်တဲ့ကြွယ်မတ်စကားပြောကြားပေးပါရန်အမျိုးသားညီညွတ်ရေးအစိုးရဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီဥက္ကဋ္ဌဒေါက်တာမမောင်လွင်အားဒေသစွာ ဖိတ်ကြားအပ်ပါတယ်ရှင်အလုံးမင်္ဂလာပါ ဒီနေ့2025ခုနှစ်မေလ10ရက်နေ့မှာဓကလဖက်ဒရယ်သူနာပြုနယ်တာဘွားကောင်စီကကြီးမှုကျင်းပတဲ့2025ခုနှစ်မေလ9ရက်နေ့မှာခြောက်ရောက်တဲ့ PP ဆိုင်ရာတာဘွားများနေ့နဲ့မေလ12ရက်နေ့မှာခြောက်ရောက်တဲ့ PP ဆိုင်ရာသူနာပြုများနေ့ခမ်းနားမှာအကြာချင်းခံရတာရောအမှားစကားပြောကြခွင့်ရတဲ့အတွက်လည်းသူပဲဝမ်းသာကြည်ညိုမှုဖြစ်ရပါတယ်ဒီနေ့ပြုလုပ်တဲ့ခမ်းနားကိုစေတနာမေတ္တာထားပြီးတော့ကြောက်ပြီးတဲ့ ပြောင်းစုဒုတိယဝန်ကြီးအဒီရှေဘုံနဲ့တကွာတာဝန်ရှိလူကြီးမင်းများအားလုံးတက်ရောက်ပေးကြပါသောပြည်တွင်းပြည်ပအဖွဲ့အစည်းတည်တည်မှပုဂ္ဂိုလ်များအားလုံးကိုပိုးကြီးကျမ်းပါခြင်းနဲ့စိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဒီနေ့ခန္ဓာဟာမြန်မာပြည်တော်မှာရှိနေကြတဲ့တားဖွာဆရာမတွေနဲ့သူနာပြည်များကိုဂုဏ်ပြုတဲ့အခမ်းအနား၎င်းတို့ရဲ့လွတ်ဆောင်ခြင်းများကိုအတိမတ်ပြုတဲ့အခမ်းအနားနဲ့၎င်းတို့ရဲ့နေ့စဉ်ဘဝမှာ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့တာဝန်ရှိသူကိုတက်လန့်တာဝန်ရှိသူတွေကိုတက်လန့်နှုတ်ဆော်တဲ့အခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်။ဒီနေ့ကာလဟာလည်းပြည်သူအာဏာကိုလက်နဲ့အားကိုးနဲ့ကြံဖက်လူယူထားတဲ့ဆရာနာရှင်အုပ်စုကိုတွန်းလှန်တိုက်ခိုက်နေရတဲ့ကာလလည်းဖြစ်နေပါတယ်။နိုင်ငံတော်မှာကကြီးသုံးပါးဖြစ်တဲ့တတ်တန်တရကတ်ယောကန်တရကတ်ဒုပိတ်ကန်တရကတ်စတဲ့ကကြီးတွေဖြစ်ပေါ်လာတိုင်းမှာကျမကြီးဝန်ထမ်းတွေဖြစ်တဲ့အဖွဲ့ဆရာမတွေနဲ့သူနာပြု ဆရာမတွေဟာအခြားသူတွေထက်နောက်ကျမနေဘဲနဲ့အရှိဆုံးကနေပြီးတော့တာဝန်ယူမှုတာဝန်ခံမှုပြည့်နဲ့အမြဲပဲပါဝင်ခဲ့ကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ PV ဆိုင်ရာသူနာပြည်များနေ့ International Nurses Day ကိုခေတ္တသူနာပြုစုခြင်းပညာရက်ကိုစတင်ပြီးတော့တီထွင်တင်ကြားပြီးတော့ပြုစုကုသပေးခဲ့တဲ့ Florence Nightingale ရဲ့မွေးနေ့ဖြစ်တဲ့မေလ12ရက်နေ့ရောက်တိုင်းသူနာပြည်များအတွက်တက္ကပါလုံးဆိုင်ရာတက္ကပါလုံးမှာ PV ဆိုင်ရာသူနာပြည်များကောင်စီကကြီးမှုပြီးတော့ ကျင်းပနေတယ်လို့လေ့လာသိရှိရပါတယ်။အခုလိုကျင်းပပြီးနေရခြင်းအဓိကရည်ရွယ်ချက်ကတော့ကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းတွေမှာသူနာပြုတွေနဲ့တားဖွားဆရာမတွေရဲ့အခန်းကဏ္ဍဟာလွန်စွာမှအရေးပါကြောင်းကျန်းမာရေးကဏ္ဍကတာဝန်ရှိသူတွေကိုမိမောင်းထိုးပြခြင်းနဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒီနေ့2025ခုနှစ် PP ဆိုင်ရာတားဖွားများနေ့အတွက်တင်းစားတော့ mid white တွေအတွက်ဆိုရင်တော့ mid white critical in every crisis PP ဆိုင်ရာသူနာပြုများနေ့အတွက်တင်းကတော့ our nexus our future caring for nurses strengthen economics ပဲဖြစ်ပါတယ်ဒါတွေကိုလည်းနောက်လာမယ့်အစီအစဉ်တွေမှာသက်ဆိုင်ရာတာဝန်ရှိသူတွေကအဲဒီရဲ့အဲဆောင်ပုတ်လေးတွေကိုအသေးစိတ်ရှင်းလင်းတင်ပြပေးဦးမှာပါဆက်လက်ပြီးတော့ပြောချင်တာကတော့အကြံဖက်ဆရာနာရှင်အုပ်စုကိုခုခံတော်လှန်နေကြတဲ့ရွေဥတော်လှန်ရေးကြီးလေးနှစ်ပြည့်ကျော်လာခဲ့တဲ့အချိန်မှာစီဒီယန်တာဖွားဆရာမတွေနဲ့စီဒီယန်သူနာပြုဆရာမတွေဟာခြေတန်းဆေးရုံဆေးကန်းအသီးသီးမှာမိမိတို့ရဲ့အသက်ကိုဗဒနာမထားဘဲနဲ့ဒယန်ရရဲဘော်တွေပြည်သူလူထုတွေကို ြည့်စုကုသပေးနေကြတာဟာမငင်းနိုင်တဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။သူတို့ဟာမိသူတူတယောက်ရဲ့တိုက်တွန်းချက်မှမပါဘဲနဲ့မိမိတို့ကြရာအခန်းကဏ္ဍတွေမှာတိုက်ခတ်ရေးတာဝန်တွေ၊လူနာပြည့်စုကုသတဲ့တာဝန်တွေ၊ထောက်ပို့တာဝန်တွေကိုယခုချိန်ထိမငင်းမညူဘဲနဲ့စိတ်တက်မကြဘဲနဲ့အခြားဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူတူရင်မောင်တန်းပြီးတော့ပါဝင်နေကြခဲ့ပါဝင်နေကြဆဲပဲဖြစ်ပါတယ်။ရွေးဥတော်လိုင်းကာလမှာရဲဝင်းစွာ ကြဆုံးခဲ့ကြတဲ့အာဇာနည်သူနာပြုဆရာမတွေအာဇာနည်တပ်ဖွဲ့ဆရာမတွေကိုလည်းဒီနေရာကနေပြီးတော့ရင်းနေတဲ့ကနေလေးလေးစားစားဥညွတ်ကုန်ပြုလေးပြုလိုက်ပါတယ်တော်လိုင်းရေးကြည့်ပြီးသွားခဲ့ရင်ဒီတော်လိုင်းရေးမှာပါဝင်ခဲ့ကြတဲ့နော်ဆွမ်းဆွတ်တမန်ပါဝင်ခဲ့ကြတဲ့သူနာပြုတွေတပ်ဖွဲ့ဆရာမတွေရဲ့လှုပ်ဆောင်ချက်တွေကိုမေ့လျော့မထားဘဲနဲ့လေးစားစွာအတိမတ်ပြုကြဖို့ရတဲ့ရလိုက်တဲ့ရလိုတာဝန်တွေအခွင့်အရေးတွေကိုရရှိခံစားနိုင်ကြဖို့အတွက် လှုပ်ဆောင်ပေးဖို့ကြအောင်လဲအားလုံးမှာလည်းတာဝန်ရှိပါတယ်ဒီနေ့အချိန်မှာအညမာနိုင်ငံရဲ့အုပ်ချုပ်မှုအားနည်းချက်ပေါ်မှာမူတည်ပြီးတော့မှပြည်ပနိုင်ငံအဖွဲ့အစည်းတွေရဲ့ဆွတ်ဖက်မှုတွေပြည်ပနိုင်ငံအဖွဲ့အစည်းတွေကနေပြီးတော့မှအညမာနိုင်ငံရဲ့အအစွန်ဖျားဒေတာတွေဖြစ်တဲ့ Federal Unit တွေမှာအဲလာပြီးတော့မှသူနာပြည့်စုံမှုပညာတွေကိုတရားမဝင်တင်ကြားမှုတွေရှိနေတာတွေကိုကျွန်တော်တို့အဲနေ့စဉ်တွေ့ရှိနေရပါတယ်အဲ့တော့သက်ဆိုင်ရာ Federal Unit အသီးသီးကိုကျွန်တော်တို့ပြောချင်တာကတော့ Federal Unit အသီးသီးကလည်း အဲသူတို့ရဲ့သက်ဆိုင်ရာဖက်ဒရယ်ယူနစ်တွေမှာသူစွာအရင်းမြစ်ဖြစ်တဲ့သူနာပြုတွေတောက်ဖွားဆီယာမတွေအဲဒါတွေကိုလည်းမွေးထုတ်ပေးမယ်ဆိုရင်ကျွန်တော်တို့အဲသက်ဆိုင်ရာသူနာပြုဂျာကာလာသူနာပြုနဲ့တောက်ဖွားကောင်စီတွေအာသူနာပြုတက်ကတော့ရန်ကုန်သူနာပြုတက်ကတော့မန္တလေးနဲ့သူနာပြုတောက်ဖွားအာတင်တန်းကျောင်းများအသီးသီးမှာရှိတဲ့ကောင်စီတွေနဲ့ချိတ်ဆက်ပြီးတော့မှအာခုနပြောတဲ့ဝန်ကြီးဌာနကိုလည်းချိတ်ဆက် အဲကျမရဲ့ဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနနဲ့တရားဝင်ဖြည့်ဆက်ပြီးတော့မှအဲအကူအညီတောင်းမယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှအဲအစွမ်းကိုကူညီဆောင်ရွက်ပေးဖို့အစင်းနှင်းဖြစ်နေတာကိုလည်းဒါဒီနေရာမှာကျွန်တော်တည်ရင်းပြောကြားလိုပါတယ်အဲကျွန်တော်ရဲ့သူနာပြုစုမှုတက်ပညာသင်ကြားမှုတွေကိုအဲဂျာကာလာသူနာပြုနဲ့တောက်ဖွားကောင်စီကနေထိန်းချုပ်ပြီးတော့မှသူနာပြုတက်ကတော်ရန်ကုန်မန္တလေးသူနာပြုတင်တန်းချောင်းတီးတီးကနေပြီးတော့မှစီလီယံပြုလုပ်ပြီးတော့မှအဲ သူနာပြုတွေကိုတင် जा ပေးနေတဲ့ဆရာဆရာမတွေနောက်ပြီးတော့သူတို့ရဲ့တင် जा မှုတွေကိုလာရောက်ပြီးတော့လေ့လာသင်ယူနေတဲ့ CDN ကျောင်းကျောင်းသားတွေကိုလည်းအဲဒါကျွန်တော်တို့အနေနဲ့အထူးပဲအဲကျေးဇူးတင်ဂုဏ်ပြုပါရစေ။အဲ့တော့သူနာပြုတွေတာဖွားဆရာမတွေအနေနဲ့လိုအပ်တဲ့သူနာပြုစုမှုတက်ပညာတာဖွားပညာရက်တွေကိုစီးပူးပြီးတော့မှတော်လိုင်းကာလမှာပြည်သူလူထုကိုခက်ခဲတွေကြားရဲကနေအစွမ်းကုန်စောင့်ရှောက်ပေးကြပါလို့ကျွန်တော်အနေနဲ့လည်းဒီနေရာကနေတိုက်တွန်းနှုတ်ဆွလိုက်ပါရစေ။အဲ့တော့ယခုလိုပွဲကိုကြီးမှုကျင်းပတဲ့လူတွေစီစဉ်ဆောင်ရွက်သူတွေ အဲတယောက်လာကြတဲ့သူတီးတီးကိုလည်းသူပဲကျေးဇူးတင်ရှိပါကြောင်းပြောကြရင်းနဲ့ပဲဒီနေ့အမှားစကားကိုဒီလောက်နဲ့ပဲဒီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ